ဒီ solar site ကအိမ်ပေါင်း90လောက်ကိုအသုံးပြုလို့ရပါတယ်။ဘာတွေပါလဲဆိုတော့ solar sin 3စင်ကိုစုစုပေါင်း solar အချက်ရေ60 inverter စုစုပေါင်း68 kW ဘက်ထရီ600 Ah ကုန်မှ10လုံးဘွားအတွက်ကုန်မှတလွာကို inverter တစ်စုံစီဒါတက်ဆင်ပေးတာဖြစ်ပါတယ်။ဒါအလုပ်တဲ့ကိုတွားနေပေါ့ဗျာ။အင်းအလုပ်ကိုရောက်ပါပြီ။ဒီတုံးတက်ရုပ်တက်ဆင်ရမှာပါ။ ျွန်တော်လိုအပ်တာတွေပြင်ဆင်တယ်ပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းအလုပ်စပါပြီအဲဒီလိုမှာဆိုလို့ရှိရင်တော့6ရောက် A battery မှာကျွန်တော်တို့6လုံးတက်ဆင်ပေးထားပါတယ်အာ bus bar တွေနဲ့ MCCB breaker တွေပဲဒီနေပါတော့အဲ့ဒါလေးတွေနဲ့တခြားလေးကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီဘက်မှာတော့ဒီတော့ဒီတွဲမှာတော့ leap power မှာ6ရောက် A ပေါ့နော် leap power တစ်စိတ်နဲ့အဲအင်မာတာကတော့ shutter sound မှာ12 kW ပရိုချစ်ပြီးတော့ဒါတက် ်တစုံပေါ့နော်အဲ့လိုလေးတက်ဆင်ပေးရတာဖြစ်ပါတယ်ဆိုလာကတော့ဒါဒီမှာတုံးဆွင်းပါနော်အဖျူရယ် STB ရယ်အဲ DC breaker ရယ်နဲ့ဆေးဖြောင်းလို့ဒါအကုန်တက်ဆင်ပေးရတာဖြစ်ပါတယ်ဒါတော့ ground floor မှာပေါ့နော်အ ground floor မှာကျတော့ LB Thorson 6A ယုံမှာအနှလုံးပြီးရင်သူကလည်း bus bar နဲ့အ MCCB breaker တွေကိုမှဒါဆေးဖြောင်းလို့တက်ဆင်ပေးရတာဖြစ်ပါတယ် အင်မာရာကိုတော့ဥစားတဲရီအ20 kW နဲ့ဒါ ground floor ကို run လာတာဖြစ်ပါတယ်အဲနေ့လေထမင်းစားခြင်းဆိုတော့ကျွန်တော်တို့လေထုံးစံနဲ့ဝါဒီဆွဲပါတယ်ကလေးတွေနားတော့ကျွန်တော်တို့လေလိုက်နားပါတယ်ဒါလေးတွေကတော့လိုအပ်တဲ့ကျိုးတွေလိုအပ်တဲ့ ADL လေးတွေကိုဒါစတင်အဲထည့်စစ်ထည့်ပြီးတော့တက်စင်နေပါပြီဒါရောတက်စင်ပြီးသားတဲ့ပေါက်လေးပါ ဘရိတ်ကတွေပါမယ် EC ဘရိတ်ကတွေပါမယ် STB ပေါ့နော်ဆိုလာတွေဒီမှာတဆွင်းထည့်ထားတယ်ဆိုတော့ဒါလေးကတော့တက်စင်လို့ PC ပေါ့ပါပြီဒီဆိုလာဆိုက်ကြီးကိုငွေမောင်းဘလော့ကုံကြရွားတယ်လို့ထင်ပါတယ်ခေါမမှာချရေးပေးခဲ့ပါ